ူငယ်တဲ့နေပေါင်းများစွာကကမ္ဘာပေါ်မှာရှင်နေခဲ့တဲ့တတ္တဝါကြီးတမျိုးကိုပြန်လည်တပ်သွင်းမှုစူးစမ်းနေတဲ့သိပ္ပံပညာရှင်တွေရဲ့စိတ်ဝင်စားစရာကောင်းတဲ့စံသက်ချာအခုတော့အံ့အားသင့်စရာကောင်းတဲ့အောင်မြင်မှုတစ်ခုကိုရရှိခဲ့ပါတယ်။ရုပ်ရှင်တွေဒဏ္ဍာရီတွေထဲမှာသာရှိရလို့ထင်ခဲ့ကြတယ်။ဒါယာဝူဖလိုခေါ်တဲ့လူထပ်အစာပေါင်းများစွာကြီးတဲ့အเจ้าမက်ခွေကောင်းတဲ့ဝင်းမလွေကြီးတွေကိုသိပ္ပံပညာရှင်တွေဟာနောက်ဆုံးမှာတော့အောင်မြင်စွာပြန်လည်မွေးဖွားနိုင်ခဲ့ပါတယ်။နေပေါင်းများစွာကျိုးပန်းအားထုတ်မှုတွေမျိုးရိုးဗီဇဆိုင်ရာနည်းပညာတွေကိုအစစ်စစ်တီထွင်အသုံးပြုပြီးတဲ့နောက်မှာတော့ ်သိပ္ပံပညာရှင်တွေဟာရေခဲခေတ်ကကြံ့ရိုက်ခဲ့တဲ့ Direwolf တရဲ့ DNA ကိုအသုံးပြုပြီးလက်ရှိခေတ်ဝင်းဘလူရီရဲ့မျိုးဥတွေကိုထည့်သွင်းကသတိသားကိုတိုင်ပြင်ပမှာအောင်မြင်စွာကြီးထွားစေခဲ့ပါတယ်။ CBC News ရဲ့အဆိုအရမျိုးရိုးဗီဇပညာရှင်တွေဟာ CRISPR CS9 လိုမျိုးမျိုးရိုးဗီဇတီးဖြတ်တဲ့ဤပညာကိုအသုံးပြုပြီး Direwolf ရဲ့လက္ခဏာတွေနဲ့အနီးစပ်ဆုံးတူညီတဲ့မျိုးရိုးဗီဇတစ်ခုကိုဖန်တီးနိုင်ခဲ့ပါတယ်။ ပထမဦးဆုံးဒိုင်ယာဝုဖလီရီဟာဂျမန်တန်ဆွမ်းသွားနေဝေဖွာလာခဲ့ပြီးသူ့ရဲ့ရုပ်ပိုင်းဆိုင်ရာလက္ခဏာတွေဟာကိုယ်ကိုလွန်ခဲ့တဲ့နှစ်1300လောက်ကမျိုးတုံးသွားခဲ့တဲ့ဘိုးဘွားတွေနဲ့အန်ဝဲဝဲကောင်းလောက်အောင်တည်ငြိမ်နေတာကိုတွေ့ခဲ့ရပါတယ်။အထူးသဖြင့်အရွယ်စားအဖြစ်ကင်းသစ်ဝင်းမလူတွေထပ်တိတိတတ်တာပို့ပြီးတော့ကြီးမားပြီးတော့ခိုင်မာတဲ့မေးရိုးနဲ့ထူးခြားတဲ့သွားပုံစံတွေကိုပိုင်ဆိုင်ထားပါတယ်။ဒီအောင်မြင်မှုဟာမျိုးတုံးသွားတဲ့တတ္တဝါတွေကိုပြန်လည်ရှင်းသင်စေတဲ့ဤပညာနဲ့ပင်မှာတမိုင်းမှတ်တိုင်တစ်ခုစိုက်ထူနိုင်ခဲ့ပါလေ ပြီးတော့ဒီတဲ့ရင်ဟာကဘာတဝမ်းမှာဟိုးလေးကြော်ဖြစ်ခဲ့တာဖြစ်ပြီးမကြောက်ခင်မှာတခြားသောမျိုးတုံးသွားတဲ့တတ်တော်တွေကိုပြန်ခေါ်နိုင်တော့မှလားဆိုတဲ့သို့လို့သူလိုမိကုန်နေပါထွက်လာခဲ့ပါတယ်ဒိဗေပညာရှင်တွေဟာမွေးဖွားလာတဲ့ဒိုင်ယာဝူဖလေးတွေကိုတေချာစွာစောင့်ကြည့်နေတာဆောင်းရှောက်နေပြီးသူတို့ရဲ့ကြီးထွားမှုနဲ့အပြုမှုတွေကိုလည်းစောင့်ကြည့်ကနောက်ထပ်ဒိုင်ယာဝူတွေကိုမွေးဖွားနိုင်မှုအတွက်လည်းသူတည်တနာတွေကိုဆက်လက်လှုပ်ဆောင်သွားမှာဖြစ်ပါတယ် CBC News မှာဖော်ပြထားတဲ့သိပ္ပံပညာရှင်တို့ရဲ့အဆိုအရတော့ဒီအောင်မြင်မှုဟာမျိုးတုံးသွားတဲ့တခြားသတ္တဝါတွေကိုပြန်လည်ရှင်သန်စေဖို့အတွက်အရေးပါတဲ့ခြေလှမ်းတစ်ခုဖြစ်တယ်လို့သိရပါတယ်။တို့ပေမဲ့ဒီအောင်မြင်မှုနဲ့အတူပဲကျင်းဝင်ဆိုင်ရာမေခုံးတွေကလည်းသဘာဝပတ်ဝန်းကျင်ဆိုင်ရာစိုးရိမ်မှုတွေရပေါ်ပေါက်လာပါတယ်။ CBC News ကထောက်ပြထားတဲ့အတိုင်းပဲပြန်လည်မွေးဖွားလာတဲ့ Dire Wolf တွေကိုဘယ်လိုမျိုးစီမံခန့်ခွဲမလဲ။တို့ဟာလက်ရှိ Giha Fira စနစ်နဲ့ဘယ်လိုအဝင်ဝင်ကြဖြစ်မလဲ။ တခြားမျိုးတုံးသွားတဲ့တ attva တွေကိုလည်းအလားတူပြည့်တဲ့မွေးဖွားတင်လာစားတဲ့မိကုန်းတွေဟာအပြေရှားဖို့လိုအပ်နေတဲ့မိကုန်းတွေဖြစ်ပါတယ်။ဒါကြောင့်မို့လို့ဒီ dia move တွေကိုအောင်မြင်စွာပြန်လည်မွေးဖွားနိုင်ခဲ့တဲ့ဒီသိပ္ပံပညာစမ်းသပ်ချက်ဟာသိပ္ပံပညာရဲ့အမကန်တိုးတက်မှုကိုပြသလိုက်နိုင်နေဆိုပေမဲ့တစ်ချိန်တည်းမှာပဲကျွန်တော်တို့အနေနဲ့သဘောဝါနဲ့ဤပညာအပေါ်ဘလို့တာဝန်ယူမှုရှိရှိဆက်ဆံရမလဲဆိုတဲ့စိန်ခေါ်မှုသစ်တွေကိုလည်းရင်ဆိုင်ရတော့မှာဖြစ်ပါတယ်။ရှိတော့ကတလိษံတွေကိုပြန်လည်မွေးဖွားပြီးတော့အမှုလိုမျိုး ပြန်မျိုးပေါ်တာဟာအမွေအနှစ်အတွက်တော့ကောင်းနေဆိုပေမဲ့သူတို့တွေအတွက်တော့လူသားဆန်နေသေးသွားမယ်လို့ပြောလို့ရပါတယ်။ကဘာကြီးရဲ့ဂီဟာဗီရာစနစ်နဲ့မကိုက်ညီတော်တဲ့တလိပ်ဆန်တွေဟာဒီဘဝမှာအသက်ရှင်နေထိုင်မှုအတွက်အသီးသန့်ပတ်ဝန်းကျင်တစ်ခုလိုအပ်ပါတယ်။ဒါရီကိုနောက်ကနေပြီးလိုက်လံဖြည့်ဆွတ်ပေးနိုင်နေဆိုရင်တော့အခုလိုမျိုးပြန်လည်မွေးဖွားတဲ့လုပ်ငန်းစဉ်ဟာကဘာကြီးအတွက်အတော်လေးကိုမှအကျိုးရှိမှာပါ။ကဲပရိသတ်ကြီးတို့ရောအခုလိုမျိုးမျိုးတုံးသွားတဲ့တလိပ်ဆန်တွေကိုပြန်လည်ဓာခွဲငန်းနီးနဲ့မွေးဖွားလာတဲ့ဟာကိုဘလို့များသဘောရပါသလဲ။ကိုမောင်ကပြောခဲ့လို့ရပါတယ်။ ောက်ထပ်လည်းအခုလိုမျိုးဆက်ဝင်သားကြအကြောင်းအရာတွေကိုရှားဖွေတင်ဆက်ပေးပါဦးမယ်ဗျ။အဆုံးထိကြည့်ရှုအားပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ခင်ဗျာ။